ကမင်္ဂလာပါမျိုးတို့ရေကျွန်တော်ခါတိုင်းဆိုရင်တော့เนาะပုံမှန်တိုင်းပဲကျွန်တော်တနင်္လာနေ့အတွက်ဆိုရင်ကျွန်တော်တနင်္ဂနွေနေ့မှာတင်တယ်ပေါ့เนาะဒီကနေ့ကျွန်တော်တင်ပေးလိုက်တာတော့အကြောင်းလေးရှိလို့တင်တာပါเนาะအဲ့ဒါပါလဲဆိုတော့ကျွန်တော်ဟိုဟာပိုက်ပါလဲလာလာပြီးခဏခဏတောင်းဆိုတယ်ပေါ့เนาะဆရာအရင်တော့လို့ဟိုအပီပေါက်2ရက်အတွင်းမှာအပီပေါက်တစ်ကြိမ်နှစ်ကြိမ်ထွက်တဲ့ဟာမျိုးလေးနောက်တစ်ခါ3ရက်အတွင်းမှာအပီပေါက်တစ်ကြိမ်နှစ်ကြိမ်ထွက်တဲ့ဟာမျိုးလေးတွေအဲ့လိုနီးမျိုးလေးတွေပြန်မတင်တော့ဘူးလားတင်ပေးပါအောင်တင်ပေးပါအောင်ဆိုတော့ကျွန်တော်လည်းအလောက်ကမအားဘူး နော်အဲ့တော့ကျွန်တော်မရှက်ပြန်မရှာပြေဘူးပေါ့နော်အဲ့ဒါကျွန်တော်20အစ်စ်မရှာဘဲနဲ့ကျွန်တော်20ဟောင်းနေတဲ့မှာဘာတွေမဲ့ပြန်ပြီးမှန်နေသလဲဆိုတာကိုကျွန်တော်ကြည့်တဲ့အခါဒီ20လေးကအာကြာပြီပြကျွန်တော်တင်ထားနှစ်နှစ်လောက်ရှိပြီအဲ့နှစ်နှစ်လောက်ရှိတဲ့အခါကျွန်တော်ပြန်ပြီးဆက်လိုက်တဲ့အခါကျတော့အာအဲ့နှစ်နှစ်လောက်ကနေဒီဒီနောက်ပိုင်းကိုဆက်ရတယ်တော်တော်ပေါ့နော်ချိန်နေအများကြီးပေးကြရတယ်ညဆိုရင်ကျွန်တော်အော်ညနေလောက်ကနေကွာစေတယ်ညနှစ်ချက်ခွဲ၃နာရီလောက်မှကျွန်တော်အိပ်ရတယ်ပေါ့နော်အဲ့လိုစစ်လိုက်တဲ့အခါကျတော့ဒီ20လေးကအဲ50ချိန် နေမှတစ်ချိန်လောက်ပဲပြက်တာမျိုးအဲ့ဒါကကျွန်တော်နှစ်နှစ်လောက်ရှိပြီအဲ့ပုံစံမျိုးနဲ့ဆက်ပြီးတော့အောင်းနေတာဖြစ်တဲ့အတွက်ကဲတောင်းဆိုတဲ့လူတွေကြိုင်းနှစ်တဲ့ယူဖို့မတောင်းဆိုရသေးတဲ့လူတွေထဲမှာလည်းကြိုင်းနှစ်တဲ့တဲ့လူရှိရင်ယူဖို့ကျွန်တော်ဒီနည်းလေးကိုတင်ပေးခြင်းဖြစ်တယ်နော်ကြည်ပါဒီဒီနည်းကအနည်းဆုံးတစ်ချိန်ကတော့အောက်ထက်ထွက်တယ်နှစ်ချိန်သုံးချိန်အထိလည်းထွက်တယ်ပေါ့နော် အဲဒါပဲနှစ်ကြိမ်နဲ့သုံးကြိမ်ရတော့နည်းပါတယ်เนาะဒီကြိမ်ကြီးကတော့များသောအားဖြင့်ထွက်ပါတယ်ကြိုက်တဲ့လူယူနောက်ပြီးတော့အဲ့မှာကျွန်တော်ရလာတဲ့ကဏန်းလေးတို့ချိန်ထိုးပြီးတော့တချို့တင်ပွက်ကလေးရွေးလို့အဆင်ပြေနိုင်အောင်လို့ကျွန်တော်လုပ်ပေးခြင်းဖြစ်တယ်เนาะဒီမှာကျွန်တော်ကပြတ်တက်တဲ့မင်းဟာနှစ်နှစ်ကြော်ကြော်ကြီးတောင်မပြတ်ဘူးလားဆိုတဲ့ဟာမျိုးမဖြစ်အောင်ကျွန်တော်ပြတ်တဲ့နေရာနေစတွက်ပြမယ်ပြတ်တဲ့နေရာနေပြီးတော့အခုချိန်ဒီဘယ်နှစ်ကြိမ်မှန်လာပြီလဲအဲတကယ်လို့ဟိုမှာပြတ်သွားပြီရောငါတို့ကဆက်ပြီးတော့ထိုးတင်သလားမထိုးတင်သလားဆိုတော့ဒီဟာကိုကြည့်ပြီးဆုံးဖြတ်လို့ရအောင်ကျွန်တော် ပြတ်ထားတယ်အပြင်ဆတွက်ပြမယ်နော်အဲ့တော့ဘယ်ကစမလဲဆိုတော့396ခွန်ကစမယ်ဗျ396ခွန်ကျွန်တော်လည်းမှန်တော့အပြင်ကိုတူတူဟမ်အော်အဲ996ခွန် sorry ဟိုကျွန်တော်လည်းခုနပြောလို့ပေါ့နော်ဟိုတွက်ပြီးဟဲ့ဆိုရင်ကျွန်တော်လည်းအပြင်တူတူလေးနဲ့မှန်တာမျိုးလည်းမလုပ်ချင်ဘူးနောက်ပြီးတော့ပြရင်လည်းကျွန်တော်အပြင်တူတူလေးနဲ့မှန်တာလေးတွေကိုအာဟို ထိုးတဲ့လူစိတ်ကျင်းအောင်ဟာဘလို့ကောင်းတယ်ဘလို့ကောင်းတယ်အဝဲစမ်းရှင်ရှင်နဲ့ကျွန်တော်မပြောတတ်ဘူးကျွန်တော်ကတော့ဒေသမယူယူသမရှင်ရှင်သမပဲကြိုက်ချင်းယူဖို့ပေးတယ်မကြိုက်ချင်းမယူနဲ့နော်အဲ့တော့နောက်တစ်ခါ6 9 4 6948လေးတုံညာ68ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားတယ်အဲ့လိုထွက်ထားတဲ့အပြင်မှာကျွန်တော်တို့20အတိုင်းတွက်မယ်ဆိုရင်ဒီအပြင်မှာပြက်တယ်เนาะဒါပေမဲ့ဟိုပြက်တဲ့အပြင်တမင်ကထက်တွက်ပြာเนาะအဲ့တော့6နဲ့4နဲ့ပေါင်းတော့တုံညာ သုံးညရဲ့ပါပါငါငါရဲ့နှစ်ခက်က3တဲ့နော်အဲ့ဒါကအပေါ်တဒန်းနောက်တော့ခွန်နဲ့ရှင်းနဲ့ပေါင်းအဲ့တော့ခွန်နဲ့ရှင်းနဲ့ပေါင်းတော့9 9ရဲ့နှစ်ခက်က3 3ရဲ့ပါပါ8 9 3 8ဆိုတဲ့ကီး3လုံးနဲ့တဲ့ အပေါ်3ညာ5သုံးနဲ့ပြီးရမယ်တဲ့အပေါ်ဒရုန်းအော်ဒရုန်းပြီးရမယ်ဒါပေမဲ့ဒီအပြင်မှာကျွန်တော်တို့မပြီးခဲ့ပါဘူးဘာကြီးထွက်သွားတယ်ဆိုတဲ့အခါကျတော့နှစ်တတဲ့မအောင်ပါဘူး၄၈တဲ့မအောင်ပါဘူး63 63လည်းမအောင်ပါဘူး99လည်းမအောင်ပါဘူး78လည်းမအောင်ပါဘူး77လည်းမအောင်ပါဘူးမအောင်မဲ့နဲ့ဒီအပြင်မှာကျွန်တော်ပြတ်ခဲ့ပါတယ်နော်အဲပြတ်တဲ့အပြင်တို့ချို့ကကောင်း ဆိုရင်တချို့ဆိုရင်တော့အောက်ကနေပြီးတော့ဘလောက်ထိမှန်နေဟေ့ဆိုပြီးပြသွားမှာเนาะကျွန်တော်ဘာလို့လဲအများတန်းကျွန်တော်စိတ်တက်ကိုအများလူဟောင်းနေအကုန်သိပါတယ်เนาะကျွန်တော်ကဟိုပြက်ပင်ရောရောရောပြတတ်တဲ့အခြေရှိရယ်เนาะအဲ့တော့6နဲ့4နဲ့ပေါင်းတော့3 3ရဲ့ပါပါ8 8ရဲ့နှက်ခက်က1 3 8ဆိုတဲ့အပေါ်တန်းနေတဲ့8နဲ့1နဲ့ပေါင်း9 9ရဲ့နှက်ခက်က6 6ရဲ့ပါပါ1 9 6 1ဆိုတဲ့ဗျအောက်3လုံးနေတဲ့ပြီးအပေါ်တလုံးအောက်တလုံးပြီးရမယ်တဲ့အဲ့မှာကျွန်တော်တို့ပြီးမပြီးကြည့်လိုက်ကြအောင်အဲ့4 4 မအောင်ပါဘူးကိုလေးတဲ့ဇတိုက်ပြန်ကြတယ်မအောင်ပါဘူးနောက်တကလေးကိုဆိုပြီးကြတယ်မအောင်ပါဘူးခွန်လေးဆိုတာလည်းမအောင်ပါဘူးနှစ်သုံးနှစ်သုံးဆိုတာလည်းမအောင်ပါဘူး63အော်63နဲ့ဟာဟိုက်မှာ63မှာဒီမှာ6ဒီမှာ3ဆိုပြီးတော့63မှာအောင်ခဲ့ပါတယ်မျိုးတို့နော်ဟုတ်ပလားတစ်ချိန်အောင်တယ်တစ်ချိန်အောင်ကျွန်တော်ဘေးမှာမရေးတော့ဘူးနော်နှစ်ချိန်အောင်သုံးချိန်အောင်နေပဲကျွန်တော်ရေးမယ်အဲဒီမှာနောက်တကကိုနဲ့လေးနဲ့ပေါင်းတော့တဲ့3မှာတဲ့

တစ်ရှစ်တယ်မအောင်သေးပါဘူးအပေါ်တန်းနဲ့ဖြစ်နေเนาะဟောတစ်ခွန်နဲ့ဟောတစ်ခွန်မှာဒီမှာတစ်ဒီမှာခွန်တစ်ခွန်ဆိုပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်၄၉တယ်မအောင်ပါဘူးခွန်၉ခွန်၉တယ်မအောင်ပါဘူးဗျာเนาะအဲ့တော့ကျွန်တော်တို့ဒီချိန်မဲ့အောင်ခဲ့ပါတယ်เนาะနောက်တစ်ပြင်ကိုဆက်ကြည့်ပါမယ်၄နဲ့9ပေါင်းတော့1 1ရဲ့ပါဝါ6 6ရဲ့နှခတ်က9 169ဆိုတဲ့ကီး3လုံးနဲ့တဲ့မ3ညနဲ့ ခိုးနဲ့ပေါင်းတော့ကိုကိုရဲ့နှက်ခက်က6 6ရဲ့ပါပါတီ6 6တီတယ်ဟောဘောတ6 6ကိုအောက်က6 6တီမှန်မမလားကွာတဲ့ကဲမှန်မှန်မှန်ကျွန်တော်ကြည့်တယ်ရအောင်38 38တယ်မအောင်ပါဘူး63 63နဲ့မအောင်ပါဘူး11 11တယ်ဟောဟာဒီမှာ1ဟာဒီမှာ1 11တယ်အောင်သွားပါပြီ33ည33ညတယ်မအောင်ပါဘူး19 19တယ်ဟောဟာဒီမှာ1ဒီမှာ9 19ဆိုပြီးတော့2ကြိမ်အောင်ခဲ့ပါတယ် နှင်းငားနဲ့နှင်းငားမှာတော့မအောင်ပါဘူးဒီမှာကျွန်တော်တို့နှစ်ကြိမ်အောင်ခဲ့ပါတယ်ဗျနော်နှစ်ကြိမ်အောင်ခဲ့ပါတယ်ကဲနောက်တစ်ပြောင်းတွက်ပါမယ်6နဲ့3ညနဲ့ပေါင်းတော့6 6ရဲ့ပါဝါတီတီရဲ့နှစ်ခက်ကရှိ6တိ8ဆိုရင်ကီး3လုံးနဲ့တဲ့3နဲ့5နဲ့ပေါင်းတော့8 8ရဲ့နှစ်ခက်ကတီတီရဲ့ပါဝါ6 8တိ6တဲ့ဟောအပေါ်မှာ6တိ8အောက်မှာ8တိ6လာပြန်ပြီးတဲ့တူနေတာကြီးကဲအဲ့တော့ထွက်ပါမလားကြည့်လိုက်ရအောင်3ည5 3ည5တဲ့မအောင်ပါဘူး လေးတက်တယ်မအောင်သေးပါဘူး2နှစ်ကိုတယ်မအောင်သေးပါဘူး18အော်18တဲ့အော်ဒီမှာ18ဒီမှာ18 18တဲ့အောင်သွားပါပြီ36 36တဲ့မအောင်ပါဘူး88 88တဲ့ဟော88မှာလဲဒီမှာ8ဒီမှာ8 88ကျပြီးတော့2ကြိမ်အောင်ခဲ့ပါတယ်မျိုးတို့နော်2ကြိမ်အောင်ခဲ့ပါတယ်တဲ့ကဲဆက်တွေ့မယ်4နဲ့8နဲ့ပေါင်း2 နှစ်ရဲ့ပါဝါကခွန်ခွဲနှစ်ခက်က3ညာ2ခွန်3ညာဆိုတဲ့အပေါ်3လုံးနဲ့တဲ့1နဲ့8နဲ့ပေါင်း9 9ရဲ့နှစ်ခက်က6 6ရဲ့ပါဝါ1 9 6 1ဆိုရနေတဲ့အပေါ်တလုံးအောင်တလုံးပြီးရမယ်တဲ့ကဲပြီးမပြီးကြည့်တဲ့ရအောင်3ည6 3ည6တဲ့ဟောဟာဒီမှာ3ညဟာဒီမှာ6 3ည6တဲ့1ည9 1ည9မှာမအောင်ပါဘူး1ည9 1ည9လည်းမအောင်ပါဘူး3ခွန်လည်းမအောင်ပါဘူး4ည4ည9လည်းမအောင်ပါဘူး5 သုံးသုံးဆိုတာလည်းမအောင်ပါဘူးနော်အဲ့တော့ဒီချိန်မဲ့အောင်ခဲ့ပါလေဗျနော်ဟိုဟိုတော့ကျွန်တော်ဒီကောင်ကိုဗျလေးလုံးဆိုအဆိုင်နဲ့ပြတာလေးလုံးဆိုင်နဲ့ပြတော့မှဆိုအပြက်လည်းနေတယ်ပောက်ချိန်ဟိုပောက်ထိုင်လည်းများတယ်ဗျလေးလုံးဆိုင်ဆိုဒီကနှစ်ကဲဟိုနက်ခတ်ကလေးပေါ့နော်ကိုယ့်ရဲ့ပါဝါလေးပေါ့အဲ့လိုမျိုးထပ်ထည့်လိုက်တာပေါ့နော်အဲ့လိုမျိုးဆိုရင်ကျွန်တော်၄၃ညတော့ပါတော့လည်းပောက်တယ်အဲ့လိုမျိုးပေါ့နော်ဟုတ်လားအပေါ်မှာတော့လည်းဒီလိုပဲပဲ၆ 6ရက်နှစ်ခတ်က9ရှိရပါဝါ3ဆိုပြီးအဲ့လိုမျိုးထပ်ထဲတာမျိုးကြီးဆိုတော့သူကကနန်းနေများတယ်เนาะဒါပေမဲ့ကျွန်တော်နောက်ပိုင်းမှာချုပ်ကြည့်တဲ့အခါကျတော့ချုပ်လဲဒီကြိမ်နေကြိမ်ထွက်တဲ့ဟိုကဒီကြိမ်လောက်ပို့လဲဆိုပြီးကျွန်တော်မချုပ်ဘဲနဲ့ဒီကောက်ဟိုဟာဖြတ်မထိုးဘဲနဲ့ဒီလိုချုပ်လိုက်တာဖြစ်တယ်ပြောเนาะအဲ့တော့ဒီမှာဒီကြိမ်မဲအောင်နေဟုတ်လားကျွန်တော်တို့ပြန်ကြည့်ပါမယ်နှင်းနဲ့ခွန်နဲ့ပေါင်း9 9ရဲ့ပါဝါ4 4ရဲ့နှစ်ခက်က2 6 4 2ဆိုတော့ကီး3လုံးနဲ့အဲ့မှာ9နဲ့3နဲ့ပေါင်း8 ရှင်းရတဲ့ခက်ခက်တိတိရဲ့ပါဝါ6 6တိ6ဆိုတာ ਨੇ တဲ့ကျွန်တော်တို့အပေါ်တလုံးအောက်တလုံးပြီးရမယ်တကယ်ပြီးမပြီးကျွန်တော်ကြည့်လိုက်ရအောင်6 6ညောင်းလေးလေးတိအဲ့မှာလေးတိမှာကျွန်တော်တို့အောင်ခဲ့ပါတယ်လေးရဲ့တိကဲ9 9တယ်မအောင်ပါဘူး6 3ည6 3ညလည်းမအောင်ပါဘူး7 3လည်းမအောင်ပါဘူး7 6တဲ့7 6လည်းမအောင်ပါဘူး7 6လည်းအော်ဒရန်နေเนาะအဲ့တော့ဒီမှာလည်းဒီချိန်မဲ့အောင်ခဲ့ပါတယ်เนาะအောင်တော့အောင်နေ အဲ့တော့၄နဲ့၃ညနဲ့ပေါင်းတော့၄၄ရဲ့ပါဝါ၉၉ရဲ့နဲ့ခက်ခက်၆၄၉၆ဆိုတော့ကီ၃လုံးနဲ့တဲ့၁နဲ့၆နဲ့ပေါင်းခွန်ခွန်နဲ့ခက်ခက်၃ည၃ညရဲ့ပါဝါ၅ခွန်၃ည၅ဆိုတာနဲ့ပြီးရမယ်တဲ့ကဲကြည့်လိုက်ရအောင်၃ည၃ည၃ရဲ့မအောင်ပါဘူး ਨੇ ၃ ਨੇ ၃လည်းမအောင်သေးပါဘူး၆၅၆၅တဲ့ဟောဟာဒီမှာအပေါ်မှာ၆အောင်မှာ၅၆၅ဆိုပြီးအောင်ခဲ့ပါတယ်၁၃ည၁၃ညလည်းမအောင်ပါဘူး၃ည၇ တုံညာခွန်ကလည်းအော်ဒတန်းလေးဖြစ်နေပါတယ်6နှစ်6နှစ်ကလည်းမအောင်ပါဘူးကျွန်တော်เนาะအဲ့တော့ခါတိုင်းကျွန်တော်ပြောသလိုပေါ့เนาะ၄ရဲ့ပါဝါအဲ၄ရဲ့နှစ်ခါက1ခွန်ရဲ့ပါဝါ1ငါဆိုတော့နှစ်နှစ်လို့ကျွန်တော်ဒီမှာထပ်တိုးလာခဲ့ရင်ကျွန်တော်တို့အားမှာ6နှစ်လို့ဟာမျိုးဒီမှာ6ဒီမှာ1ဆိုပြီးအောင်နိုင်ပါတယ်เนาะအဲ့လိုမျိုးတွေရှိပါတယ်ဒါကျွန်တော်ကတော့အုံလုံးနဲ့ပဲကစားတော့တာเนาะအရင်တော့လေးလုံးကစားတော့တော်အောင်နေပေါ့เนาะဒါနောက်မှကျွန်တော်တို့တချို့ကများတယ်များဆိုတော့ကျွန်တော်ဒီကိုင်းချုပ်ကြည့်လိုက်တဲ့အခါကျတော့ရတယ်ဆိုတော့အဲချုပ်တဲ့နည်းကိုကျွန်တော် တင်ခဲ့ရတာတော့မှနှစ်နှစ်လောက်ရှိပါပြီအဲ့ဒါကိုကျွန်တော်ပြန်တွက်ပြနေရပါเนาะကြိုက်တဲ့လူယူပေါ့ဗျာမကြိုက်တဲ့လူမယူနဲ့ပါဟုတ်လားအဲ့တော့နှစ်နဲ့၃ညနဲ့ပေါင်းတော့နှစ်ရက်တဲ့နှစ်ရက်ပါပါခွန်းခွန်းနဲ့ခက်ခက်၃ညနှစ်ခွန်း၃ညကဲအဲ့တော့နံပါတ်၃နဲ့နှစ်နဲ့ပေါင်း၅၅ရက်နဲ့ခက်ခက်၃၃ရက်ပါပါ၈၅၃၈ဆိုတာနဲ့ကျွန်တော်တို့အပေါ်တလုံးအောင်တလုံးပြီးရမယ်တဲ့เนาะအဲ့မှာကျွန်တော်တို့ကြည့်မယ်ဘာတွေထွက်သွားသလဲဆိုတာ၃ည၃နော်ဟော၃ sorry ၃ည၃ဒီမှာ၃ညဒီမှာ၃၃ည၃ဆိုပြီးအောင်ခဲ့ပါတယ် ရှစ်တမအောင်ပါဘူးသုံးခွန်းသုံးခွန်းဟောဟာဒီမှာသုံးဒီမှာခွန်းသုံးခွန်းဆိုပြီးနှစ်ကြိမ်မြောက်အောင်ခဲ့ပါတယ်ရှစ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 ်မအောင်ပါဘူးသုံးညာရှစ်သုံးညာရှစ်ဟောသုံးညာရှစ်လဲဒီမှာသုံးညာဒီမှာရှစ်ဆိုပြီးသုံးကြိမ်မြောက်အောင်ခဲ့ပါတယ်သုံးလေးသုံးလေးမှာတော့ကျွန်တော်တို့မအောင်ပါဘူးနော်၃ကြိမ်အောင်ခဲ့ပါတယ်တကယ်လို့ဥပမာခါတိုင်းတိုင်းကျွန်တော်တို့ယူမယ်ဆိုရင်၄ကြိမ်တော့အောင်တယ်ပေါ့နော်နှစ်ကနှစ်ခါယူရမယ်၅ရဲ့ပါဝါတော့ယူရမယ်ဆိုတော့၃လေးဆိုရင်ဒီမှာ နှစ်ကနှစ်ခက်က၄ဒီမှာ၃လေးဆိုပြီးဒီလိုထပ်အောင်လည်းပေါ့နော်ဒါဒါဒါကြိုက်ချင်တဲ့ယူဖို့ပြောပြတာဟုတ်လားကဲနောက်တစ်ပြင်တွက်ပါမယ်ရှင်းနေရှင်းနေပေါင်း6 6ရဲ့ပါဝါ1 1ရဲ့နှစ်ခက်က8 6တိ8ဆိုတဲ့ကီး၃လုံးနဲ့တဲ့1နဲ့4နဲ့ပေါင်း5 9ရဲ့နှစ်ခက်က3 3ရဲ့ပါဝါ8 5 3 8ဆိုရနဲ့တဲ့အပေါ်တစ်လုံးအောက်တစ်လုံးပြီးရမယ်တဲ့ကဲကျွန်တော်တို့ဘယ်နှကြိမ်ပြည့်စဲကြည့်ရအောင်1 1 1တဲ့မအောင်ပါဘူး2 2 တုံးခွန်းလည်းမအောင်သေးပါဘူး၉ရှိ၉ရှိလည်းမအောင်သေးပါဘူး၈ချက်၈ချောက်တယ်ဟော၈ချောက်မှာဒီမှာ၈ဒီမှာ၆၈ချောက်ဆိုပြီးတော့ကျွန်တော်ဒီချိန်အောင်ပါတယ်၂၄၂မအောင်ပါဘူး၁၃ည၁၃ညလည်းမအောင်ပါဘူးအဲ့တော့ဒီချိန်မဲအောင်ခဲ့ပါတယ်နော်ကဲနောက်တစ်ပြင်ကိုတွက်ပါမယ်နောက်တစ်ပြင်ဆိုတာပြီးခဲ့တဲ့ဘက်ကပေါ့နော်ကျွန်တော်အရေအဝမရှာပြစ်လိုက်လို့ပေါ့နော်အခုမှရှာပြစ်လိုက်တဲ့တင်လည်းပြီးခဲ့တဲ့ဘက်ကဘယ်လောက်ထိအောင်ခဲ့လဲရှာခဲ့ပြီးရင်ပေါ့နော်အဲ့တော့၃နဲ့ 6နဲ့ပေါင်းတော့9 9ရဲ့ပါဝါက4 4ရဲ့နဲ့ကက်က2 9 4 2ဆိုတော့ကီ3လုံးနဲ့တဲ့ခွန်နဲ့3ညနဲ့ပေါင်းတော့ခွန်ခွန်ရဲ့နဲ့ကက်က3ည3ညပါဝါ5ခွန်3ည5ဆိုတာနဲ့ကျွန်တော်တို့ပြီးရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်လဲဆိုတာကိုကျွန်တော်တို့ကြည့်မယ်ဘယ်နှကြိမ်ပြီးသလဲ3ည3 3ည3နဲ့မအောင်ပါဘူး9 2ကိုနှစ်ကလည်းအပေါ်ဒဏ်နဲ့ဖြစ်နေပါတယ်ခွန်လေးခွန်လေးတဲ့ဟောဟာဒီမှာ ခွန်လေးမှာဒီမှာခွန်ဒီမှာလေးခွန်လေးဆိုပြီးအောင်ခဲ့ပါတယ်3ခု3ခုမအောင်ပါဘူး3ည2 3ည2တဲ့ဟော3ည2ဒီမှာ3ည2ဒီမှာ2 3ည2ဆိုပြီးတော့2ချိန်အောင်ခဲ့ပါတယ်2ည2ည2ည2တဲ့2ည2မှာမအောင်ပါဘူးအဲ့တော့ဒီမှာ2ချိန်ကျွန်တော်တို့အောင်ခဲ့ပါတယ်ဗျာနော်ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကတနေ့လာအင်္ဂါဗုဒ္ဓဘောနော်ဒီ3ရက်တွင်မှာထွက်နိုင်တဲ့ကဏ္ဍလေးတွေကြည့်ပါမယ်ကိုနဲ့ကိုနဲ့ပေါင်း6နော် ုနှစ်ခွက်ရှိရှိပါဝါ3တောင်းရဲ့နှစ်ခက်က9 8 3ဆိုတော့ကြီး3လုံးနဲ့တဲ့နော်နှစ်နဲ့ရှင်းနဲ့ပေါင်း3ည3ည1ခက်ကခွန်းခွန်းရဲ့ပါဝါ2 3ည9ဆိုတာနဲ့ကျွန်တော်တို့အပေါ်တလုံးအောက်တလုံးပြီးရမယ်တဲ့အဲ့ဒါဆိုရင်ကျွန်တော်ကဏန်းလေးစီကြည့်လိုက်ရအောင်8 3ည8ခွန်း8နှစ်8နှစ်3 3ည3ခွန်း3နှစ်3နှစ်5 3ည ်ငါးတုံညာငါးခွန်ငါးနှစ်ငါးနှစ်အဲအဲ့တော့ကျွန်တော်ဒီကနန်းကိုကွက်ရပါတယ်အဲ့မှာကျွန်တော်တို့ကကိုကွက်စလုံးအကုန်ထိုးပါလို့တချို့ကအကုန်ထိုးရမှာလားကွာငါအဲ့လောက်အများကြီးမထိုးချင်ဘူးဆိုရဲလူတွေလည်းရှိမှာပဲเนาะထိုးမယ်ဆိုရဲလူလည်းရှိမှာပဲဟုတ်လားဒါကတော့ကိုသဘောကိုစံတာပါကျွန်တော်တို့ကအဓိကကျွန်တော်ပြောချင်တာဒီ၃ရက်အတွင်းမှာပေါ့เนาะဥပမာကျွန်တော်တို့ကဟို shit 3လုံးဝန်းကျင်ရတယ်လို့ထားပါတော့ဗျာ shit 3လုံးဝန်းကျင်ရရင်ဒီမှာ shit နဲ့3နဲ့ပတ်သက်တာလေးပဲကျွန်တော်ကရွေးထုတ်လိုက်မယ်เนาะဥပမာဟိုဟာပေါ့ ဟိုနှစ်ခုံလောက်ဝိုင်းရင်ရရင်နှစ်ခုံလောက်ဟာထိုးမယ်ဟုတ်တယ်မလားเนาะအဲ့တော့ဟို3ည5လောက်ဟာမျိုးရရင်3ည5နဲ့ပတ်သက်တာလေးထိုးမယ်ပေါ့เนาะတကယ်လို့ဥပမာအဲ့မှာမှာဝိုင်းကြီးကမကိုက်ညီဘူးဆိုရင်ကျွန်တော်တို့ကဒါဟုတ်ထိုးခြင်းနဲ့ထိုးမယ်မထိုးခြင်းနဲ့မြင်ထားမယ်ဒါမှမဟုတ်ရင်ကျွန်တော်ရဲ့ထေကြီးကဥပမာပေါ့ဗျာ86လို့ကျွန်တော်ပေးခဲ့ပြီ86လို့ပေးခဲ့ရင်ကျွန်တော်ကဒီမှာ8နဲ့ပတ်သက်တဲ့3ခွက်ပဲထိုးမှာပေါ့เนาะ16မှာမပါတာဟာလားအဲ့လိုမျိုးလေးတွေ တင်မယ်ထိုးမယ်ပေါ့နော်ဒါအဲ့မှာဒါမှမဟုတ်လည်းကိုထိုးခြင်းတဲ့ကဏ္ဍနဲ့အဲ့ထဲမှာမှကျွန်တော်တို့80လို့89လို့80လို့ကျွန်တော်တိတ်ကြိုက်နေတာ80နှစ်အာ80နှစ်ကြိုက်နေအဟုတ်ပြီ okay 80နှစ်ငါထိုးမယ်တင်မယ်အဲဒါမျိုးလေးတွေဆုံးဖြတ်လို့ရအောင်ကျွန်တော်တင်ပေးခြင်းပဲဖြစ်ပါတယ်ဒါမှမဟုတ်ဒီနည်းကိုကြိုက်တဲ့လူတွေယူဖို့တင်ပေးခြင်းမှာမကြိုက်တဲ့လူတွေကြော်သွားပါเนาะအားလုံး ယူပါလို့ကျွန်တော်မဆိုလိုပါဘူးအမြဲတမ်းလည်းမှန်မှမယ်လို့ကျွန်တော်မဆိုလိုပါဘူးတိုးတော်ညာလည်းဒီ20ညဆိုရင်နှစ်နှစ်ကျော်ခဲ့ပါပြီကျွန်တော်ပြန်လဲစစ်ဆေးတဲ့အခါမှာလည်းအရင်တိုင်းမှာပဲ15ချိန်နေမှတစ်ချိန်လောက်ပြတ်တယ်15ချိန်နေမှတစ်ချိန်လောက်ပြတ်တယ်50ချိန်နေမှတစ်ချိန်လောက်ပြတ်တယ်တခါလေလည်း5ချိန်6ချိန်ပြီးသွားရင်တစ်ချိန်လောက်ပြတ်တယ်ဒါမျိုးလေးရှိတယ်ရှိခဲ့ပါတယ်ရှိတယ်ရှိပါတယ်အခုလည်းကျွန်တော်တွေ့ ဒီမှာပြက်ထားဖို့ထည့်ပြီးတွက်ပြထားတာဖြစ်တယ်အဲ့တော့ကြိုက်မှယူပါမကြိုက်ချင်ဘူးယူပါနဲ့ဘယ်သူမှကျွန်တော်အာရမပေးခြင်းမဟုတ်ဘူးလိုချင်တဲ့လူယူဖို့ပေးခြင်းပဲဖြစ်တယ်เนาะမလိုချင်တဲ့လူအာဝင်မချောင်ပါနဲ့မကြည့်ရင်ထွက်သွားလို့ရပါတယ်ကျွန်တော်ကတော့လူများကလည်းချောချောနဲ့နဲ့လည်းမပြောတတ်ပါဘူးเนาะဟိုကနန်းနေကိုလိုချင်လာအောင်ကျွန်တော်ဟိုရောင်းကွက်ပေးပြီးတော့အာဟိုအောက်ကွက်တွေပေးပြီးတော့ပြောင်းစားနေလို့မဟုတ်တဲ့အတွက်လည်းကျွန်တော်ကကနန်းတွေကိုတိတ်ပြီးတော့ပြူဆွဲပြီးကျွန်တော်မပြောပါဘူးအရှိ့ကိုအရှိ့တိုင်းပဲကျွန်တော်ပြောပါတယ်เนาะ ကြိုက်တဲ့သူအတွက်ပဲကျွန်တော်ညှင်းညွှန်းညွှန်းဆိုပြီးတော့ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်။ကဲအဲ့တော့ဒီနေ့ကျွန်တော်ရဲ့20ဒီကဒီလောက်ပဲဖြစ်ပါတယ်။အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးဒီနေ့လာမယ့်အပတ်မှာအောင်ပွဲတွေအများကြီးရရှိနိုင်ပါစေလို့ဆုတောင်းပေးကျွန်တော်ဒီကနေ့ဗီဒီယိုဖိုင်လေးကိုဒီမှာနေမဲ့အဆုံးသတ်လိုက်ပါတယ်။ခါတိုင်းပုံစံတင်နေကြအတိုင်းတင်းလာနေ့အတွက်ကနန်းတွေကိုတော့ကျွန်တော်တင်နေကနေဒီညပိုင်းတော့မှကျွန်တော်တင်ပြနိုင်အောင်ကြိုးစားသွားပါမယ်။ကဲအားလုံးဒီလောက်ပါပဲဗျာနော်။